မကောင်းဆိုးဝါးဝင်ပြီးတဲ့ဖုန်ကြီးတစ်ပိုင်းရဲ့ဖြစ်ပျက်ကလူတွေရဲ့နေပေါင်းများစွာတုန်းကဖြစ်ခဲ့တာပါအဲဒီခါတုန်းကတန်ဃာတော်များစုဟာသာသနာ့ဘောင်ဝင်ပြီးရတဲ့တရားအထုတ်ဖို့တခုရဲ့အတွက်ရေမန်းချမ်းရဲ့ဝေးလံခေါင်းတည်းရဲ့တော်ရင်းနေရာတွေကိုအပင်မန်းခင်ကြွချီတော်မူကြတဲ့အရိတာရှိကြတယ်။ဦးစင်တမနာနဲ့တငေချင်းရဟန်းဖြစ်တဲ့ဦးစင်ဇောတိကတို့နှစ်ပါးဟာကျောင်းဝင်ဆရာတော်ကြီးဦးညံနေတရာနဲ့အတူတောနေကြီးတခုရဲ့ကကြောက်ကူကြီးတို့အမိရတဲ့ နိုင်ငံကြီးတစ်ခုအတွင်းမှာဝါရင်သုံးလတတိတရားအထုတ်ဖို့အစီအစဉ်နဲ့ခရီးထွက်လာခဲ့ကြရင်တနည်းသောအခါမှာမြင့်ဆောင်မီဖြစ်လို့စံချောင်းလေးတစ်ခုအနာမှာနေရာချပြီးတညတာကျင်းဆက်ဖို့အတွင်းစီစဉ်ကြရလေတော်ရင်ကတာရဲတရိစံတွေမလာရေးစီဖို့မီးဖို့ပြီးတဲ့အချိန်မှာတော့တရွဲ၆တွေကိုနင်းဖြတ်ပြီးထပ်တသက်ရှောက်လာတဲ့ခြေတံကိုကြားလိုက်ကြရရီအားလုံးဓမီတွေဖွင့်ပြီးရှာကြည့်ရဲ့အခါမှာတော့တင်ကန်းခန့်နှံနှံကိုခြုံထားရဲ့ဖုံးကြီးတို့တစ်ပါးကိုတွေ့လိုက်ကြရရီ အစိုးရဖုန်းကြီးဦးဟာအသည့်ရဲ့အတော်ရနေပြီးတော့လူပေါင်းရဲ့အသားရည်ရှိပေမဲ့သူ့ပုံစံကအားပြည့်အင်းပြင်းနဲ့ကြက်ခိုင်တဲ့ပုံစံရှိနေတာကိုအကဲခတ်လိုက်မိ။အဲဒီအချိန်မှာပဲကျောင်းဝင်ဆရာတော်ကြီးဖြစ်တဲ့ဦးမြန်နေတရာရောက်လာပြီးဖုန်းကြီးကိုကိုကုလိုပဲမိလိုက်တယ်။အရှင်ဖျားတပါးရီအဖုံမပါဖမပါနေဘေးကိုကြောက်ချီတော်မူလို့လေဖျားဖုန်းကြီးကိုပြန်ဖြေတာကတေမတပည့်တော်ကနေရာအနှံ့တပါးရီလေးလေးတရားအထုတ်နေတာ။ အခုလေဒီနာကနယ်မြေကြီးတပ်ဖွဲ့ကြီးလှိုင်းကွာအလွန်ငင်းချင်းပြီးတော့တရားအထုတ်တဲ့ကိုရော်ရီအတွေ့အထူးတင့်တော်တယ်လို့ကြားမိလို့ဒီဘက်ကိုရောက်လာရတာပါတရှင်ဖျားလို့ရောဘေကိုကြွက်စီကြမှာလေဖျားခေပြီးရနေတစ္ဆက်တင်းပြီးလာရင်ဖုန်ကြီးဦးကိုဦးညံနေတရကခုလိုပြန်ခေလိုက်တယ်။အော်ဒါဖြင့်အစင်တင်တာပဲဖျားတပည့်တော်တို့လေကျောက်ကြီးလှိုင်းကူကိုပဲကြွားကြမလို့ပါဖျားတပည့်တော်နဲ့အတူတူပဲကြွားကြတာပေါ့ ဒီညတော့ဒီမှာပဲအတူအနားယူကျိတ်ဆက်ကိုဖိတ်ပါရဲ့ဖေ။အဲ့ဒီအခါမှာဘုန်းကြီးအိုကလည်းဖိတ်ကြားချက်ကိုအသာတကြီးပဲလက်ခံပါရဲ့။အဲ့ဒီနောက်မှာတော့ဘုန်းကြီးရောအတီတီကိုစီတရားမှတ်ပြီးနေကြတော့တယ်။ဖေးသားကစမ်းချောင်းလေးစီကရေစည်းတံတွေသာတုံးချင်းတစ်ခုလုံးမှကြားနေရပြီးအလုံးညိတဲ့တိတ်ဆိတ်နေလိုပါပဲ။ညနေပိုင်းရောက်လာတဲ့အခါမှာတော့အဝေးတနေရာက နာချင်းစွာ အော်ဟစ်နေတဲ့တိရိစံတကောင်ရဲ့တန်ကိုသူစင်သူမနာနဲ့ ဦးစင်းဇော်တိကတို့ကတေချာကြလိုက်ကြရတယ်။မန္တလေးနဲ့ခါမှာတော့စံဆောင်ပေးတဲ့နေရာမှာတောင်းဝဲတကောင်ကိုဘိုက်ဖောက်ပြီးသူ့အသေးတွေထုတ်ယူခံထားရတာကိုတွေ့ကြရတယ်။ညကနာကျင်စွာအော်နေတဲ့တန်ဟာဒီတောဝဲရဲ့အတန်ဆိုတာတေချာသိသွားရတယ်။ဒါပေမဲ့တောင်းကောင်ကိုတခြားနေရာတွေကိုမကိုက်စားပဲဦးအသေးတွေကိုပဲဖောက်စားခဲ့ရဆိုတော့ဦးစင်းနှစ်ပါးလည်းထိလန့်အံ့ဩနေရတယ်။ပြီးတော့ကျောင်းနေဆောင်ကြီးစီအပြေးသွားပြီးရှောက်တင်ကြတော့တယ်။အရှင်ဘုရားတောင်းဝဲကြီးကဘိုက်ဖောက်ခံရပြီးတော့ ။အော်ဒဲရီကိုထောက်ယူစားသုံးခင်ရတာ။ညရုံကအော်ဒန်ကိုတပည့်လိုတိတိကျကျကြားခဲ့တာ။ဒါမကောင်းဆိုးဝါးကဖဲပြီးတော့စားခင်ရတာပဲဖြစ်မှာဖျာ။မကောင်းဆိုးဝါးတကောင်သာဆိုတပည့်လိုကိုလည်းမကြခင်ဖန်ဆားလိုက်မှာကြောက်တယ်ဖျာ။ကေပါဦး။ကျောင်းဝင်ဆရာတော်ကြီးဥညံနေတရာကအေးစိတဲ့လေးတန်းနဲ့မိန့်တော်မူလေ။အင်းမကောင်းဆိုးဝါးလားဘာလားတော့တေချာမသိနိုင်ဘူးပေါ့ဒါပေမဲ့တောဝဲကြီးကတော့သူ့ဝိကြီးသူဆက်ရတာပဲ တတဝါရီအလုံးဟာဘေးဆိုတဲ့အရာကနေဘလို့မှပြင်းမလို့နိုင်ဘူးဆိုတာနှလုံးသွင်းထားကြပါငါရှင်တို့အခုလိုကျောင်းဝင်ဆရာတော်ကြီးဦးငယ်နေတရာရဲ့တရားစကားကိုဖုံးကြည့်ဦးလေနားထောင်နေခဲ့ပြီးဘာတကူမှတော့ဝင်မပြောခဲ့ပါဘူးနောက်တည့်ရက်မှာလဲဦးစင်းသူမနာကဘန်းရှုံးဝေဒနာခံစားနေရဖြစ်တာကြောင့်ခရီးမဆက်နိုင်ပေအဲ့ဒီနေရာမှာပဲနောက်ထပ်တညတာကျိတ်ဆက်ကြရပြန်လေတက်ခါမှာတော့ညာပိုင်းဖိုင်းနာလာတာကြောင့်အပြင်ဘက်ကခြုံနှားစီကိုထွက်လာခဲ့ ဒါပေမဲ့ရုပ်တရက်ခြေလမ်းတွေတုန်ဝင်ဖြစ်သွားရင်ရှေ့နားမှာမင်းမအရေးတကူလှုပ်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 နဲ့ခင်းနေရင်အနားကိုရောက်မှအသိမ့်ပါလာတဲ့တမင်းရဲ့ခြေတော်လေးတကယ်တုန်ကနေတမင်းရောင်ကမိမောဝါဖြစ်နေကြကြောင့်မို့တည်တည်ချာချာမမြင်ရပြန်ဘူး။ဒါကြောင့်အတန်ထွက်ပြီးလက်အော်မိတိလိုက်တယ်။ဘာတူလဲလူလားဖုံးကြီးလားမိလိုက်တဲ့အတန်ဆုံးမှာအရှိန်မဲကြီးကလှည့်ကြရကိုမြင်လိုက်ပြီးလက်ပြောင်လေးတစ်တည်းဖြစ်သွားရည်။သူမြင်လိုက်ရတာက ဖုန်ချီတပတ်ကပေတီရဲ့စက်တီကောင်ကိုကင်ထားလျက်ပါနဲ့ပြီးတော့လေသူ့ပစံနဲ့မျက်နှာတွေပါလေသွေးတွေညည်းရဲတောက်လို့ပဲပြီးတော့မကြခင်မှာပဲတူရင်းကိုထပ်ပြီးပြောက်ကွယ်သွားလေရောဤဦးစင်သူမနာကဦးစင်ဇောတိကစီအမြန်သွားပြီးခုလိုပြောပြလိုက်တယ်ဦးဇောတိကဤတရေပြဖုန်ချီတရေသူ့တိတ်ချတွေ့ခဲ့ရဲ့စက်တီကောင်ကိုကိတ်စားနေအောင်သွေးတွေရွှဲနေရပဲကြောက်ရွံ့လို့ဝမ်းရှိုးရွက်ကတော့ပြောက်ပြီးထင်းနေဗျာဦးဇောတိကလည်း နည်းနည်းမိုးလေးတဲ့ကမှာကျောင်းနယ်ဆရာတော်စီဥညာနေတဲ့ကိုတဆင်ရှောက်လိုက်တဲ့ခါမှာတော့သူတို့အားလုံးဟာဖုံးကြီးအိုကိုတန်ပြားဝင်လာကြတော့ရင်အင်းဒီတိုင်းဆိုဖုံးကြီးအိုကမတင်ငါစရာပဲသူကမကောင်းဆိုးဝါဖြစ်နေနိုင်တယ်သူ့ကိုတေချာစောင့်ကြည့်ထားကြပြီးတော့ညာပိုင်းရောက်ပြန်တဲ့ခါမှာတော့သူစင်းတစ်ပါးဟာဖုံးကြီးအိုနောက်ကိုလိုက်ချောင်းချောင်းကြတော့တယ်နောက်ရောက်ခန့်လိုက်နေရင်မကြခင်မှာပဲဖုံးကြီးအိုဟာသူတို့မြင်ဝင်ကနေပျောက်သွားတော့တယ် ခုနပဲမြင်နေရချစ်ချင်းပြေပြောက်သွားတာလေထူးဆန်းလားကြီးလားဟုတ်တယ်ကျုပ်တို့လိုက်နေတာသေးလို့မျက်ချီဖြတ်သွားတာလားမသိဘူးသူစင်းနှပါဟာတဖြည်းဖြည်းရှေ့ဆက်လာရင်တနည်းအားမှာလှုပ်ရှားမှုတစ်ခုကိုတွေ့သွားကြတယ်ခြေတံဖောက်ဖောက်နေပြီးအနားရောက်တဲ့အခါမှာတော့ဖုန်ကြီးတစ်ပါးကသူ့ကိုကြောက်ခိုင်းထားပြီးတစ်ခုခုကိုအမြင်မရကိတ်ဆောင်းနေရဖို့မြင်လိုက်ကြရတယ်ဦးစင်းတို့ရဲ့စိတ်ထဲမှာတော့ဒါဟာမကောင်းဆိုးကဖုန်ကြီးအိုပဲလို့အတိအစာထင်မိလိုက်ကြတယ်ဟေ့ ဘသူလဲဖုံးကြည့်ဦးမလားဒီလိုလှည့်စမ်းပါအဲ့ဒီလိုဦးစောဒီကကလှမ်းအောင်လိုက်တဲ့အခါမှာအဲ့ဒီဖုံးကြည့်ဟာပြန်လှည့်အောင်မကြည့်ဘဲတဟုံလိုထွက်ပြေးလေတော့တယ်ဦးစင်းကပါလဲနောက်ကနေထက်ချက်မကွာအတင်းပြေးလိုက်ခဲ့ကြရင်နောက်ဆုံးဘလို့မှပြေးမလွတ်နိုင်မှန်းသိတဲ့အချိန်မှာတော့သူတို့ရှိကဖုံးကြည့်ဟာသူတို့ဘက်ကိုပြန်လှည့်ပြီးလက်ကောင်းစိုးဝါတက်ကောင်လိုမဲ့ဖီနေတော့တယ်ဦးစင်းကပါမြင်လိုက်ရတာကကျောင်းရည်ဆရာတော်စီဦးမြင့်နေတရပဲဖြစ်ပါတယ်ကျောင်းရည်ဆရာတော်ကြီးဟာ တကူလုံးသွေးအလင်းလေးနဲ့ဖြစ်ပြီးတွန်းဝဲတကောင်ရဲ့ဥအသေးလေးကိုလက်ထဲမှာစုပ်ကွယ်ထားရတဲ့အခါနဲ့သွေးကိုရှမ်းပြဖို့ပြင်ဆင်နေသူ့ရဲ့ခန္ဓာကိုယ်ကလည်းသွေးညီငယ်တွေတထောင်ထောင်ထအောင်ခတ်နေခဲ့။ဦးစင်းတွေကအံ့ဩကြောက်လန့်ပြီးရုတ်တရက်ငြိမ်းကြသွားပြီ။သူတို့ရဲ့ကြောင်းမိန်ဆရာတို့ကဘယ်လိုမကောင်းဆိုးဝါးချီဖြစ်နေရတယ်လဲဆိုတာကိုမတွေးတတ်တယ်လို့မယုံကြည်အောင်ပဲဖြစ်နေ။မကောင်းဆိုးဝါးဖြစ်နေတဲ့ဥညံ့နေကြတာကတော့ဦးစင်းနှစ်ပါးကိုပါကြိုက်ဖြစ်စားတော့ကိုအနာကိုတဖြည်းဖြည်းတိုးကပ်လာတယ်။ အဲ့ဒီအချိန်မှာပဲဖုန်းကြီးဟိုနောက်ကနေရုပ်တရက်ထပ်ပေါ်လာပြီးနံပါတ်3ချိန်ရွတ်ပြီးနှစ်ဖူးကိုတက်ပေးလိုက်တဲ့အခါမှာဦးရည်နေတရာကချက်ချင်းမိလဲကြာသွားတယ်။ကြာပြီးမှမကြခင်မှာပဲသတိတံဝင်လာပြီးတော့ဖုန်းကြီးဟိုကိုလဲပေးညစ်ဖို့ကြိုးစားနေခဲ့ပြီးမှဖုန်းကြီးဟိုကကာလာမန်တန်တွေနဲ့အချိန်ကြာမြင့်စွာရွတ်ဖက်ပြီးနှမ်းမလိုက်တဲ့အခါမှာတော့ကျောင်းလိုက်ကြတော့ဦးရည်နေတရာဟာချက်ချင်းမိနေတဲ့သွားတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလည်းအချိန်မဲတွေထွက်ခွာလွင့်တဲ့ပုံကိုတွေ့လိုက်ကြပြီး အလောင်းဟာလည်းမင်းနဲ့ခြောက်ပြီးပြီးအနံ့ဆိုးကြီးထင်းထင်းထွက်လာပြီးအန်အောထိမ့်နေတဲ့ဦးစင်းတစ်ပါးကို ဖုံးစီယောကခုလိုရှင်းပြလိုက်တယ်တကယ်တော့ကျောင်းနေကြတော့ကြီးဦးညံနေတရာဟာအောက်လဲဆရာကျောင်းရဲ့ရင်းနှီးခဲ့ပြီးအောက်လဲမိသားစုတွေလေ့လာနေကြတာဒီနေ့တော့အောက်လဲဆရာဝေးထားတဲ့ဘကောင်းစုဝါတကောင်ကိုသူကိုယ်တိုင်အပိုင်လူချင်းတို့တောင်းယူပြီးအောင်ဝေးထားခဲ့တာဒါပေမဲ့နှစ်တွေကြာလာတဲ့အခါမှာဘကောင်းစုဝါကတက်တန်းရင်လာပြီးဦးညံနေတရာကကောင်းကောင်းမထိန်နိုင်တော့ဘူး နောက်ဆုံးတော့မကောင်းဆိုးရွားကသူ့ကိုတက်ပြီးသူ့ကိုယ်ရင်ဝင်သွားပြီးတော့ကျောင်းနေဆရာတော်ပုံစံဟန်ဆောင်လီထိုင်ခဲ့တာမကောင်းဆိုးရွားဆိုတာကဖုန်ကြီးကြောင့်လေရေရှည်နေဖို့အဆင်မပြေဘူးလေဒါကြောင့်ဦးစင်းတို့နှစ်ပါးကိုတက်စားဖို့တရားအထုတ်မယ်ဆိုပြီးတော်ရဲကိုခေါ်လာခဲ့တာပဲကံကောင်းလို့ဖုန်ကြီးနဲ့တွေ့လို့ပေါ့ဖုန်ကြီးကိုရှင်းပြနားထောင်ပြီးဦးစင်းသူမနာကရှောက်တင်နေအော်ဒီလိုကိုတောက်ဆာကြီးပဲဖေဟာဒါပေမဲ့ တကယ်တော့မရှင်းတာတခုရှိတယ်ခင်ဗျာอืมသိရသိရမရှင်းတာကဖုန်းကြီးကဒီလိုအဖြစ်ပြက်တွေကိုဘယ်လိုသိနေရလဲလို့မိမမဟုတ်လားอืมအစဖော်မိကတော့ပြောပြရတော့မှာပေါ့လေအဲ့ဒီကျောင်းဝင်ဆရာတော်ကြီးဦးညံ့နေတရာနဲ့ရင်းနှီးခဲ့အောင်ရင်းဆရာဆိုတာဖုန်းကြီးကိုယ်တိုင်ဖြစ်နေလို့ပဲဦးစင်းတို့ရဲ့ဟိုးတော်ကအဝိဓုအလုပ်တွေလုပ်နေရဲ့အောင်ရင်းဆရာဘွားကအပြစ်တွေကိုစူးစမ်းစေးကြောဖို့ခုလိုသာသနာ့ဘာဝင်ပြီးတရားလှည့်လည်အားထုတ်နေကြရာ ဒါပေမဲ့ကျောင်းတွင်ဆရာတော်ကြီးဥဉ္ဇဉ်နေတဲ့တာကိုဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်လို့မထင်ခဲ့မိတာကတော့အမှန်ပါပဲ။ဘုန်းကြီးကိုစကားဆုံးမှာဥဇင်းနှစ်ပါးဟာတယောက်မျက်နှာတယောက်ကြည့်ပြီးဘာပြောရမလဲမသိဘဲနဲ့ညင်းတဲ့သွားမိကြပါတော့တယ်။